ျွန်တော်ဒီဗီဒီယိုလေးမှာတော့ဒီနေ့ဒီဇင်ဘာလ9ရက်နေ့အင်ကာနီတရက်တာအတွက်ဖြစ်ပျက်လောင်ကြီးရှိတဲ့ကမ္ဘာရွှေစေးကွက်အနေထားကိုကျွန်တော်သုံးသပ်ပြောကြားပေးတာဖြစ်ပါတယ်ဒီနေ့မနက်မှာဆိုရင်ကမ္ဘာရွှေစေးကကျွန်တော်တို့အာ3အာ2000 sorry ဒီတော့1098ဈေးရမ်းမှာကျွန်တော်ဈေးပွင့်လာခဲ့တယ်လက်ရှိချိန်ဒီအမြင့်ဆုံးနေနဲ့ကျွန်တော်တို့4198တည်တက်ခဲ့တယ်အနိုင်ဆုံးနေနဲ့ကျွန်တော်တို့အာ4100ကျွန်တော်တို့80 တုံးတီကြခဲ့ပြီးတော့လက်ရှိမှာတော့ကျွန်တော်4185 86ဈေးတန်းမှာဈေးပြည့်နေနေတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။မနေ့ညကကပတ်ချွေဈေးရီတိုလေးကြခဲ့တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကပတ်ချွေဈေးက D range အတွင်းမှာရှိနေတော့မှာပဲခင်ဗျ။ကျွန်တော်ဈေးကဥမာတက်တာလည်းမဟုတ်ကြတာမဟုတ်ပြီးခဲ့အဘက်ကအတက်ကြပြေးခဲ့တဲ့အကွာဝေးတိုင်းပဲရှိနေတော့မယ်။အဲ့လိုရှိနေကပတ်ချွေဈေးကဒီနေ့ပေါ့နော်။ဒီနေ့မှာကျွန်တော်အရင်အဘက်ကတိုင်းပဲဆက်ငြိမ်မလား။ဒါမှမဟုတ် ဈေးအတကျသရုပ်ကျတာတွေဖြစ်မလားဆိုတာကိုကျွန်တော်ကမ္ဘာရွှေရဲ့ဈေးအတကျချက်လေးကိုကြည့်ပြီးတော့အရင်ဆုံးနီးပညာဘိုင်းကတုံးသက်ကြည့်တယ်။ဟုတ်ပြီဒါလေးကကျွန်တော်တို့ကမ္ဘာရွှေဈေးကိုကျွန်တော်တရက်တာနေထားနေကျွန်တော်ကြည့်မယ်ပေါ့အခုကတပတ်တာနေထားဖြစ်နေတယ်ကျွန်တော်တရက်တာနေထားနေကျွန်တော်ကြည့်မယ်တရက်တာ daily ဟုတ်ပြီဒီအတောင်းတုံးကတရက်တာကမ္ဘာရွှေရဲ့ဈေးအတကျကိုကိုစားပြုပါတယ်ဒီမှာတော့ကျွန်တော်ကြည့်လိုက်ပါမှန်တယ်ကျွန်တော်ကဈေးကအပေါ်အောက်ပြေးနေအောင်မှန်တယ် ဒီမှာအပေါ်အောက်အပေါ်ဒီအပေါ်နဲ့ဒီအောက်ကြားတက်လိုက်ကြားလိုက်တက်လိုက်ကြားလိုက်ပြင်းနေအပေါ်လည်းမတက်ဘူးအပေါ်လည်းဖောက်မတက်ဘူးအောက်လည်းဖောက်မကြောက်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာ9ရက်လောက်အတွင်းမှာကျွန်တော်တို့ဒီ9ရက်လောက်အတွင်းမှာကျွန်တော်အကြတုံးနေရာပုံများနေရာကိုတွေ့ရတယ်အကြတုံးကတိတော့တိတယ်ဗျာဒါပေမဲ့အကြတုံးပုံများနေပြောချင်တာကဘာချွေစေးကအကြဘက်ကိုပြန်သွားကျင်နေတဲ့ပုံစံမျိုးပေါ့နော်ပြန်သွားကျင်နေတဲ့ပုံစံမျိုးလို့သုံးသပ်လို့ရတယ်ကျွန်တော်တို့အာနီးပညာပိုင်းရပါတော့ဒါပေမဲ့အကြမသိကြသေးဘူး ဘာလို့လဲမြင်မဲ့ဆိုကျွန်တော်တစ်ဖက်ကသတင်းနည်းဘက်ကလည်းစောင့်ကြည့်ရမယ့်သတင်းနည်းအရေးကြီးသတင်းနည်းရှိတယ်လို့အနည်းပညာဘန်းရလည်းကျွန်တော်အောက်ကိုဖောက်မကြနိုင်သေးဘူးပေါ့နော်ဟုတ်ပြီအဲအကြောင်းကျွန်တော်တို့လက်ရှိကမ္ဘာ့ရွှေစေးရကျွန်တော်တို့ဒီနှစ်ကမ္ဘာ့ရွှေစေးဘယ်လိုဖြစ်လာနိုင်လဲမြင်မဲ့ဆိုကျွန်တော်အမြန်ပြောမယ်ဆိုရင်ကျွန်တော်တို့ကဒီကြားထဲမှာပြေးနေတာ6ရက်ဆက်တိုက်လောက်ရှိဖြစ်ပါတယ်60လောက်ရှိနေတဲ့ကမ္ဘာလူတွေကအပေါ်ရောက်အောက်ဝယ်အပေါ်ရောက်အောက်ဝယ်နေဒီကြားထဲမှာကမ္ဘာ့ရွှေအယောင်ဝင်တမားတွေကအကျိုးမြတ်တွေများများရခဲ့ပြီ ဒီຢာကြီးကကျွန်တော်ဒီနေ့အထိလဲအပေါ်အပေါ်ရောက်ရောင်းမဲအောက်ရောက်ဝယ်မဲဆိုတဲ့ဟာမျိုးကကျွန်တော်ဆက်ရှိနေတော့မှာပေါ့နော်ဒါမှမဟုတ်ကျွန်တော်တခုတတိထားမှာကမနက်ဖြန်ညမှာအမေရိကန်ဘန်သွန်းနှုန်းစုပ်ပတ်ချက်ထွက်မှာဖြစ်ပါတယ်အမေရိကန်ဘန်သွန်းနှုန်းစုပ်ပတ်ချက်မထွက်ခင်တပတ်လောက်အလိုကလေးကဈေးငြိမ်နေနေဆိုရင်အမေရိကန်ဘန်သွန်းနှုန်းစုပ်ပတ်ချက်မထွက်ခင်တရက်အလိုလောက်ကနေစပြီးတော့ဈေးကအတက်ကျကျန်းတတ်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ထင်တာတော့ဈေးအတက်ကျခက်ကျန်းကျန်းတခုပေါ့နော် ဈေးအသက်ကျန်းမာရေးဖြစ်ဖြစ်အကြကျန်းမာရေးဖြစ်ဖြစ်ကျွန်တော်လာနိုင်ခြင်းရှိရလို့ကျွန်တော်သုံးသပ်မိတယ်ဟိုလိုမျိုးကြီးတောက်လျှောက်ထိုးကြသွားတာမျိုးမဟုတ်ဗျာပုံမှန်ပြင်းနေကြ range ပေါ့နော်ဥမာအခုဆိုဗျာကမ္ဘာရွှေဈေးရအပေါ်ဆိုရင်ကျွန်တော်ဒီဈေးဒီစုံဗျာအပေါ်ဆိုဒီစုံအာ4260ပေါ့နော်အောက်ဆိုရင်ကျွန်တော်က4180ဒီကြားမှာပဲတက်လိုက်ကြလိုက်ပြေးနေတာအပေါ်ရောက်ရောင်းအောက်ရောင်းဝယ်ဗျာကျွန်တော်တို့ဒါကျွန်တော်တို့ရောင်းဝယ်လုပ်နေတဲ့လက်ရှိပုံစံပေါ့နော်ဒါပေမဲ့ ဒီနေ့မှာတော့ကျွန်တော်တို့ဒီအပေါ်ကိုဖောက်သွားတာမျိုးဖြစ်ဖြစ်အောက်ကိုဖောက်ကျသွားတာမျိုးဖောက်တက်သွားတာဖြစ်ဖြစ်အောက်ကိုဖောက်ကျသွားမျိုးဖြစ်ဖြစ်မြင်ရဖို့အလားအလာရှိတယ်ခင်ဗျဘာလို့လဲမင်းဆိုကပတ်ရွှေဈေးကွက်ငိမ့်တာ6ရက်စတိုင်ရှိဖြစ်ပါတယ်မင်းညလည်းကြောက်ကြသွားပြီဗျအတိုင်းမဲ့85လောက်ရောက်တော့ပြန်တက်လာတော့လေးတစ်ခွန်းလောက်ရောက်တော့ပြန်တက်လာတာဆိုတော့လေအဲဆိုတော့ဒီနေ့နေ့လည်းကင်ဥရောပဈေးကွက်ချင်းတော့မဟုတ်ညဘက်အမေရိကန်ဈေးကွက်ချင်းမှာကျွန်တော်ကတော့ ဈေးအသက်ကျပါเนาะအပေါ်ဖောက်တက်သွားဖြစ်ဖြစ်အောက်ဖောက်ကျသွားမည်ဖြစ်ဖြစ်မြင်ရနိုင်မယ်လို့ကျွန်တော်သုံးသပ်မိတယ်ကျွန်တော်မြင်ရတော့အောက်ဖောက်ကျနိုင်ခြင်းများဘာလို့အောက်ဖောက်ကျနိုင်ခြင်းများလဲမလို့ဆိုကျွန်တော်ပြောခဲ့ပါတယ်ခုနကတော့ကလွန်ခဲ့တဲ့6ရက်မှာဗျာ၄ရက်ကဈေးအကျတော့နေပြီးတော့လက်ရှိမှာဆိုလည်းဒီနေ့မနက်မှာဆိုလည်းပုံမှန်ဆိုပြမနက်ခင်းအာရှဈေးကွက်ချင်းဆိုကမ္ဘာရွှေဈေးပြန်တက်နေကြမတက်ဘူးဆိုတော့မှလည်းအနည်းဆုံးပြ၄200အထက်လောက်မြင်ရတယ်ဒီနေ့မနက်ခင်းအာရှဈေးကွက်ချင်းမှာတက်တက်တက်ဆေးက၄198ထိပဲတက်နိုင်ခဲ့တယ် ဒေတော့နေရအထက်ကိုပြန်ချီမလန်းနိုင်ခဲ့ဘူးပြီးတော့လက်ရှိမှာလည်းကျွန်တော်ကခက်ပါးပါးလေးကြနေတယ်ဒေတိ80နာကက်ကက်လာပြီပေါ့နော်အဲ့ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်ကကမ္ဘာရွှေဈေးကို80ဈေးတန်းအောင်မြင်ရနိုင်မယ်လို့ကျွန်တော်တုံးသက်ထားပါတယ်ဒီနေ့ကမ္ဘာရွှေဈေးရဲ့ဈေးအကျကို အနည်းဆုံး4160အများဆုံး4130ထိဈေးကျနိုင်ခြေရှိရလို့ကျွန်တော်တုံးသက်ထားပါတယ်အဲ့လိုဈေးကျနိုင်ခြေရှိတယ်လို့တုံးသက်ထားပြတဲ့အခါမှာကျွန်တော်ဒီနေ့ကမ္ဘာရွှေဈေးကိုဘာလို့မလဲတက်တိုင်းရောင်းမှာဖြစ်ပါတယ် တခုချင်းကလက်ရှိဇေယျနေမရောဘူးเนาะကျွန်တော်လက်ရှိဇေယျနေမရောဘူးကျွန်တော်ပြန်တက်နိုင်တဲ့အမြင့်ဆုံးဇေယျနေရောင်းလက်ရှိဇေယျနေရောင်းမယ်ဆိုကျွန်တော်ကကြနိုင်တယ်ပြလက်ရှိဇေယျသွားရောင်းမယ်ဆိုကျွန်တော်တို့ကခုနပြောလို့เนาะဟိုမှာအောက်မှာဒီမှာဆို4.80နဲ့နီးနေပြီတကယ်ပြ4.80မှာဖောက်နိုင်မယ်ပြန်ကန်လာပြန်ကန်တက်သွားရဲဆိုကျွန်တော်တို့ကရမယ့်အကျိုးမြတ်တဲ့ risk ကပိုများသွားနိုင်တယ်အဲ့ကြောင့်ကျွန်တော်ပြန်အတက်ကိုစောင့်ပြီးမှကျွန်တော်တို့ရောင်းမှဖြစ်ပါတယ်။ဟုတ်ပြီပြန်အတက်ကိုစောင့်ပြီးရောင်းမယ်ဆိုဘယ်ဈေးကနေမှရောင်းတင်လဲ။ ရောင်းတင်တဲ့ဇီတန်လေးလေးကိုကျွန်တော်တို့အချိန်တနားရီအတိုင်းတာနဲ့ကျွန်တော်တို့တွားကြည့်ပါမယ်။အချိန်တနားရီအတိုင်းတာနဲ့ကျွန်တော်တို့တွားကြည့်ပါမယ်။ဟုတ်ပြီ။တရာအုံးနေနဲ့ရောင်းတင်တဲ့ဇီတန်ဆုံးကဒီဇီတန်ဆုံးပေါ့မတည်းဒီဟာမဖောက်နိုင်တဲ့ဒီဇီတန်ဆုံးကျွန်တော်တို့ဗျာဒီ4196နဲ့ဒီမှာကျွန်တော်တို့4203ကြာဇီတန်ဆုံးဖြစ်ပါတယ်။ဒါပထမရောင်းတင်တဲ့ဇီတန်ဆုံးဖြစ်ပါတယ်။အရှုံးပိုင်းဇီတန်4205အထက်မှာပေးပါ။ အမြတ်ပိုင်းစေးတန်းကအ ਨੇ ဆုံးကိုကတေချာတဲ့ဟာယူခြင်းနဲ့ဆိုရင်တော့၄၈၀လောက်ပေးပေါ့နော်ဒါမှမဟုတ်စောင်းနိုင်တယ် receive နိုင်တယ်ဆိုရင်တော့အာ၄၈၆၀တွေ၄၈၄၀ရီတိအမြတ်ပိုင်းဈေးတန်းယူလို့ရတယ်။ဟုတ်ပြီဒါပထမရောင်းတဲ့ဈေးတန်းဖြစ်ပါဒုတိယရောင်းတဲ့ဈေးတန်းဆိုတော့မနေ့တော့ဗျာဒီနောက်ဝင်းကျင်ဒီတက်ခဲ့တဲ့ကျွန်တော်တို့၄နှစ်၁၆နဲ့ကျွန်တော်တို့ဒီဈေးတန်းဆုံးပေါ့နော်ကျွန်တော်တို့၄၂၂၅ဈေးတန်းဆုံးဖြစ်ပါတယ် အရှုံးပိုင်းစေတန်း၄နှစ်30အထက်လောက်ပေးပါ အမြတ်ပိုင်းစေတန်းခုနဘလို့ပဲတေချာလိုက်မြတ်ယူခြင်းနဲ့ဆို၄တစ်90ကိုက race you နိုင်နဲ့စောင့်နိုင်နဲ့ဆိုရင်တော့၄တစ်60၄တစ်40လေးတိအမြတ်ပိုင်းစေတန်းပေးလို့ရပါတယ်ဒါဒုတိယရောင်းတင်တဲ့စေတန်းစုံဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အကြိုက်ဆုံးစေတန်းစုံပေါ့နော်ဒါကတော့ဒီနေ့ရောက်ပါမလားတော့မသိဘူးပေါ့နော်ဖြစ်နိုင်ခြေတော့နေတယ်ဗျာဒါကတော့ရောက်ပါမလားမသိဘူးကျွန်တော်တို့အဖြစ်နိုင်ကြတော့နေတယ်ဒါမရောက်ခဲ့ရင်ဆိုရင်အပိုင်ပဲကျွန်တော်တို့ဒီ၄နှစ်၃၅နဲ့ပေါ့နော်ကျွန်တော်တို့အပေါ်ဘက်က 4245ကြာဈေးတန်းဆုံးဖြစ်ပါတယ်ဒီဈေးတန်းဆုံးကဒီနေ့အတွက်ရောင်းပို့အကြိုက်ဆုံးဈေးတန်းဆုံးဖြစ်ပါတယ်အချုံပိုင်းဈေးတန်း4250အထက်လောက်ပေးပါအမြတ်ပိုင်းဈေးတန်းအနည်းဆုံး4180အများဆုံး4140ထိယူလို့ရတယ်ဒါရောင်းမဲ့ဈေးတန်းဆုံးလေးတွေဖြစ်ပါတယ်ဟုတ်ပြီအဝယ်အတွက်ဆိုရင်ရောအဝယ်အတွက်ဆိုရင်တော့ကျွန်တော်တို့ရှင်းပါတယ်ကျွန်တော်ခုနပြောတဲ့အပေါ်ဈေးတန်းဆုံးဖြစ်တဲ့ကျွန်တော်ဒီ4160အထက်မှာကပားရွှေဈေး 4200ပေါ့နော်ဆိုတော့4300လောက်ဖြစ်တာ4260အထက်မှာကဘာချွေစီအချိန်တနာရဲ့အတိုင်းတာပိစီကျွန်တော် market ခေါ်ရ H1 Bucanest ဈေးအတက်အားကောင်းကောင်းနဲ့ဖောက်တက်ပြီးပိတ်သွားတယ်ဆိုရင်ကျွန်တော်လိုက်ပြီးဈေးကျနိုင်လိုက်ပြီးဝယ်မယ်အရှုံးပိုင်းဈေးလမ်း4255အောက်လောက်ပြီးမယ်အမြတ်ပိုင်းဈေးလမ်း4290ထိကျွန်တော်ယူမယ် ဒါဖောက်ပိတ်သွားရမှာမဟုတ်ဘဲနဲ့ဗျာဈေးကကျသွားတယ်ဈေးကျသွားဆိုကျွန်တော်ဘယ်ဈေးလောက်ဆိုကျွန်တော်ဝယ်ဖို့စဉ်းစားမလဲလို့မိမဲ့ဆိုရင်ကျွန်တော်ဒီ4140 4140နာမှာကျွန်တော်ဝယ်ဖို့စဉ်းစားမယ်ဒီဈေးဒီဈေးနဲ့အောက်ကိုမဖောက်နိုင်ဘူးပြာ4140ဆိုရယ်ဈေးနဲ့အောက်ကိုမဖောက်နိုင်မယ်နဲ့ဈေးကဒီနာမှာပဲဟိုမှာပြာဈေးအသက်တုံးနေပါဒီလိုမျိုးတွေပြီးသွားတယ်ဆိုရင်ကျွန်တော်တို့ကပြောင်းဝယ်မယ် အရှုံးပိုင်းဈေးတန်းဟိုမှာ4340နဲ့4330ကြာဗျာအဲ့ဒီကြာမှာကျွန်တော်ဒီလိုမျိုးဈေးအသက်သုံးနေပါလိပြီးသွားပြီဆိုကျွန်တော်ပြောင်းဝယ်มาဖြစ်ပါတယ်အရှုံးပိုင်းဈေးတန်း4330အလောက်ပေးပါအမြတ်ပိုင်းဈေးတန်းကျွန်တော်အနည်းဆုံး4380အများဆုံး4390တိယူလို့ရပါတယ်ဟောပြီးဒါပတ်အောက်အကြာမှာပထမဝယ်တင်တဲ့ဈေးန်းဆုံးဒုတိယဝယ်တင်တဲ့ဈေးန်းဆုံးကတော့4100တသိန်းနာဖြစ်ပါတယ်4100တသိန်းနာဝင်ကျင်မှာကဘာရွှေဈေးရအာဒီလိုမျိုးဗျာအောက်မှာဖောက်နိုင်မဲ့တဲ့ဝယ်လေလေဖြစ်နေဈေးအသက်သုံးနေပြန်ပြီးသွားဆိုပြောင်းဝယ် အရှုံးပိုင်းစီတန်းနေတော့တည်ရအောင်ပြပါအမြက်ပိုင်းစီတန်းအနည်းဆုံး450အများဆုံး450တိယူလို့ရပါတယ်ဒါတတိယအတွက်ပေါ့နော်ကျွန်တော်အယောင်းဝယ်လုတ်တင်တဲ့စီတန်းဇုံလေးလीဖြစ်ပါတယ်လက်ရှိမှာတော့ဘယ်ဘက်မှမရောက်သေးပါဘူးဝယ်တင်တဲ့ဇေယဇုံလည်းမရောက်သေးဘူးရောင်းတင်တဲ့စီတန်းဇုံလည်းမရောက်သေးပါဘူးအဲ့ဘက်ကကျွန်တော်တို့စိတ်ရှည်ရှည်နဲ့စောင့်ကြအောင်ဖြစ်ပါတယ်ကျွန်တော်တို့အယောင်းဝယ်လုတ်တဲ့ခါမှာစိတ်ရှည်ဖို့လိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ကတွေ့ရဇေယနေတွားဝယ်တွားရောင်းတာတဲ့စာရင်ကိုကဘယ်ဇေယ ကြာနိုင်ခြင်းရှိလဲဘယ်စရာတက်နိုင်ခြင်းရှိလဲဟုတ်ပြီကြာနိုင်ခြင်းရှိတယ်ဆိုရင်ကျွန်တော်ကပြန်တက်နိုင်တဲ့အမြင့်ဆုံးဈေးမှာကျွန်တော်စောင့်ရအောင်ပြအုပ်ပါမနက်ကဆိုရင်ဗျ0.96တို့0.99ခွန်းတို့မှာကျွန်တော်စောင့်ရအောင်မယ်အဲ့လိုပဲတက်နိုင်ခြင်းရှိရဆိုရင်ကြာနိုင်ခြင်းရှိတဲ့အများဆုံးကြာနိုင်ခြင်းရှိတဲ့ဈေးတန်းကနေကျွန်တော်စောင့်ဝယ်ဥပမာလက်ရှိကမ္ဘာ့ရွှေစတက်နိုင်တယ်မလားကိုကဥပမာ4000အာ4250ဒီပါတက်မယ်လို့မှတ်နေဆိုဗျာဟုတ်ပြီအခုဘယ်တိကျနိုင်လဲ၄0ကျနိုင်လားဟုတ်ပြီ၄0ကျနိုင်လဲဆိုရင်၄0ကျနိုင်လဲကျွန်တော်စောင့်ပြီးဝယ်မယ် အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးကိုကစိတ်ရှည်နဲ့စောင့်ဝတ်လိုအပ်ပါတယ်အရောက်ဝတ်လုပ်ငန်းမှာစိတ်ရှည်ခြင်းအားလည်းအရေးကြီးပါတယ်စိတ်မရှည်ဘဲနဲ့တွေးတဲ့စီမှာကောက်ဝဲကောက်ရောင်းလုပ်နေရင်တော့ကိုက risk အရမ်းများပြီးတော့နော်ရတဲ့အမျက်ထက်ရှုံးနဲ့အရှုံးအပုံများပြီးတော့နောက်ဆုံးဒီ trading လောက်ကနေပေါ့နော်လုံမပါပြီးတော့ထွက်ကွာသွားမှာဖြစ်ပါတယ်အဲ့ရလေးကိုကျွန်တော်တည်ထားဖို့လိုအပ်ပါတယ်ရောင်းဝယ်လုပ်ငန်းဒီကမ္ဘာ့ရှော့ရောင်းဝယ်လုပ်ပြီးဆိုရင်စိတ်ရှည်ပါစိတ်ရှည်ရင်းနဲ့စောင့်ပါဘယ်ဈေးမှာဝယ်တင်နဲ့ဘယ်ဈေးမှာရောင်းတင်နဲ့ ဈေးအသက်ကျကိုတုံးသက်တာအရေးကြီးတာမဟုတ်ဘဲနဲ့ဘယ်ဈေးမှာဝယ်တင်တယ်ဘယ်ဈေးမှာရောင်းတင်တယ်ကပိုအရေးကြီးပါတယ်။ဈေးတက်နိုင်တယ်ကျနိုင်တယ်ဒါဈေးအအသက်ကအကျနှစ်မျိုးပဲရှိတယ်တက်နိုင်တယ်လားကျနိုင်တယ်လားနှစ်မျိုးပဲရှိတယ်။အဲ့ဘက်ကတက်နိုင်လားကျနိုင်လားကိုကမှန်းလို့ရဒါပေမဲ့ဘယ်ဈေးမှာဝယ်တင်တယ်ဘယ်ဈေးမှာရောင်းတင်တယ်ဘယ်ဈေးမှာအမြတ်ပိုင်းတင်တယ်ဘယ်ဈေးမှာအချုံပိုင်းတင်တာပိုပြီးတော့ပညာသားပါတယ်ခင်ဗျ။အဲ့တော့အဲ့ရလေးလေးကိုကျွန်တော်တေချာကိုကစိတ်ရှိနေဆောင်းဖို့လိုအပ်တယ်။အော်ဒါဝင်ပို့လဲစိတ်ရှိနေဆောင်းဖို့လိုအပ်တယ်အဲ့လိုပဲရောင်းဝယ်အော်ဒါကိုကိုကအမြတ်ပိုင်းပို့အချုံပိုင်းပို့တော့လဲကိုကစိတ်ရှိနေဆောင်းဖို့လိုအပ်ပါတယ်။ ဒါလေးကအာကျွန်တော်သူဂျုံလေးမျှဝေပေးတာပေါ့နော်ဟုတ်ပြီအဲကျွန်တော်တို့ဒီနေ့တရက်တာပိစေဘဲပေါ့ပိတ်ရင်ပေါ့နော်ဘဲပေါ့ပိတ်ရင်ဈေးအတအကောင်မပြအောင်ပိတ်ဈေးအကြောင်းကောင်းမလဲကျွန်တော်ထင်တာတော့ဒီနေ့မှာလေကပတ်ချွေဈေးကအရင်ရက်ကတိုင်းပဲတအားကြီးတော့အပေါ်အောက်တည်ဗျဖောက်ပိတ်တာမျိုးတော့ရှိလိမ့်မယ်မထင်ဘူးပေါ့နော်ဒါပေမဲ့လေကျွန်တော်ပြောနေကြစကားမယ်ရောင်းဝယ်ဈေးကွက်မှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူးဗျလက်ရှိကမ္ဘာ့ရွှေစရာပြအခု4000 4300ကနေပြောမြောက်4500အထိညရောက်ချင်လည်းရောက်သွားနေတာရောင်းဝယ်စစ်ကွက်မှာမဖြစ်နိုင်တာမရှိဘူးဖြစ်တာပြတဲ့ကမ္ဘာကျွန်တော်တို့ကဖြစ်နိုင်ကြတော့နေတယ်ဒါပေမဲ့ဖြစ်မလာဘူးလို့တော့ပြောလို့မရဘူးပေါ့နော်ဟုတ်ပြီဒီနေ့ကျွန်တော်တို့အာတရက်တာအပိစေးဘယ်မှာပိတ်ရင်ကျွန်တော်တို့ဈေးအတန်အဆက်ကောင်းမလဲဆိုတော့ကျွန်တော်ကြည့်လိုက်အောင်တရက်တာအပိစေးဘယ်တော့ကျွန်တော်ရှင်းပါကျွန်တော်ဒီ4760ပါ ်0.60 sorry 0.60 0.60နဲ့0.60ကျွန်တော်မှားနေ0.60ထက်မှာဒီနေ့တရက်တာဈေးပိတ်ရင်တပတ်ကတရင်းနေဘယ်လိုပဲထွက်တာကဘာကျစိနီးပညာပိုင်းအတက်အားကောင်းလိမ့်မယ်အ ਨੇ ဆုံးပြာ4300 4300 30လောက်သွားနေလိမ့်မယ်အများဆုံးနေနဲ့အဲကျွန်တော်၄တောင်၄ရာဒီဘာကြီးထီတော့ရောက်သွားနိုင်မယ်ပေါ့နော်ကျွန်တော်တို့၄နှစ်60ထက်မှာဒီနေ့တရက်တာဈေးပိတ်ရင်စန့်ကျင်ဘက်အနေနဲ့ကျွန်တော်တို့ဒီနေ့တရက်တာပိတ်စေးတာဘယ်အောင်ပိတ်ရင်လည်းလုပ်မိမှာဆိုရင်ကျွန်တော်တို့ ဒီ4330အောက်ကျွန်တော်တို့ပိတ်သွားရင်တော့ကဘာရွှေစေးကိုကျွန်တော်တို့4000ဈေးနဲ့နာဒီဈေးအကြပြန်မျောမှန်းလို့ရတယ်ခင်ဗျာဒီနေ့တရတာပဲစေ4330အောက်မှာတရတာဈေးပိတ်သွားနိုင်ခဲ့ရင်ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြင်ပြောမစွန်းအပေါ်0060အထက်လဲပိတ်ဖို့ and ဖြစ်နိုင်ခြေနည်းနည်းနည်းတလို့ပေါ့နော်အောက်4330အောက်လဲဖြစ်နိုင်ခြေနည်းပါတရတာဈေးပိတ်ဖို့ကလည်းဖြစ်နိုင်ခြေနည်းပါတယ်ဒါပေမဲ့အဆောင်တော့ကြည့်ရမှာပေါ့နော်အဲ့အဲ့ဈာတိုင်းမှာပဲပိတ်ရင်တော့ ကဘာချွေစရာပေါ့မနေ့ပြန်အမေရိကန်နိုင်ငံရဲ့ဘန်တုံးလုံးမထွက်ခင်တီဒီညဒီကြားမှာပဲတက်လိုက်ကြလိုက်ပြီးနေပေါ့အလားလားတော့များနိုင်ပါလေခင်ဗျာဟုတ်ကဲ့ဒါတွေကကျွန်တော်ရဲ့နီးပညာပိုင်းရသုံးသက်ချက်လေးဖြစ်ပါတယ်သတင်းပန်းကိုကျွန်တော်တွားကြည့်တာသတင်းပိုင်းမှာတော့ဒီညမှာ GOAT Job Open Data ထွက်ပေါ်ချီတယ် Job Data ကကြတော့ပြီးခဲ့တဲ့လက7.227ပေါ့နော်သူကအော်တိုဘာလအော်တိုဘာလဆိုစေလာပိုင်း data ပေါ့စေလာပိုင်း data ဖြစ်ပါတယ် စစ်လာပိုင်းရင်ကျွန်တော်အလုတ်ကန်ပြလစ်လက်နှုံထားပေါ့နော်အလုတ်ကန်သူတို့အလုတ်ကန်နေဘလောက်ခေါ်တယ်လဲပေါ့နော်အလုတ်ကန်နေဘလောက်ခေါ်နေတယ်လဲဘလောက်ဒီလစ်လက်နေလဲပေါ့နော်အာကျွန်တော်တို့စကူလာပိုင်းတော့7.227 million ထွက် million ပေါ့တော့အခု 7. point အခုမှန်းထားတော့7.200 million ဆိုတော့တော်တော်အာနည်းနည်းကျသွားတယ်တော်တော်ဆိုရတဲ့နည်းနည်းလေးကျသွားတယ်ပေါ့နော်အလုတ်ကန်ဒေတာကတော့ဒီကလောက်အမေရိကန်မှာကောင်းမှာတော့မဟုတ်ပါဘူးဒါကတော့အမေရိကန်စီးပွားရေးလက်ထိညာဖြစ်တဲ့ကောင်မှာအလုတ် တမားဈေးကွက်လည်းထိနေရပါတော့အလောက်ကိုင်းနေလဲကျွန်တော် short call လာတဲ့အနေအထားမျိုးဖြစ်တာဖြစ်တဲ့အခါမှာဒီညဒေတာတော့ဆိုးဖို့များပါတယ်ဒါပေမဲ့ data ဆိုးတိုင်းနဲ့ကဘာရွှေဈေးတက်မယ်လို့တော့တည်ရတည်ပြောလို့မရဘူးအဲ့အလေးတော့သတိထားဖို့တွေ့တယ်ပေါ့နော်ပြီးတော့တစ်ဖက်ကဒေါ်လာအင်းသက်ကိုကြည့်မယ်ဆိုတော့ဒေါ်လာအင်းသက်ကြီးကအဲ69နာကိုသူပြန်တော့တက်လာပြန်မနေ့တော့68တက်တယ်မှာ8 3 3လောက်ကအခု68တက်တယ်မှာ992ဆို69နာကက်လာ ကိုစကူနာကလာပြီဆိုတော့နည်းနည်းလေးပြန်တက်လာပြီလို့ရသူကလည်းဒေါ်လာအင်းတက်ကလည်းမနက်ဖြန်ညအမေရိကန်ဘန်ဒနိုဆော့ပချက်မထွက်ခင်ပါနော်69နာနေစောင့်နေမဲ့အလားလားပုံစံတူတယ်ပေါ့နော်အဲ့လိုပဲကျွန်တော်တစ်ဖက်ကစဉ်းစားကြည့်အောင်ကဘာချွေစေးရလဲအလဲစေးရစောင့်မယ်ဗျာအလဲစေးဆိုကျွန်တော်ဘယ်လောက်လောက်ဖြစ်နိုင်လဲဥမာကျွန်တော်စဉ်းစားကြည့်အောင်ပေါ့နော်ဒီတော့150နာရောအလဲစေးမဖြစ်နိုင်တော့ဘူးလားဒီတော့150ဗျာဥမာဗျာအပေါ်တက်ချင်ဗျာ၄150ရတယ်အပေါ်တက်ချင်၄300ရှိမယ်အောက်ကျချင်၄000ရှိမယ်ဂျားထဲမှာဗျာအပေါ် တက်ချင်အပေါ်မှာပစ်တရ150လောက်ပြည့်တက်သွားလို့ရတယ်။အောက်ကျချင်တယ်ဆိုပစ်တရ150လောက်ပြည့်ကြပါလို့ရတယ်။၄150ဆိုဇေယျကြားကြတဲ့ဈေးလို့ပြောလို့ရတယ်။အဲကြောင့်ကျွန်တော်မနေ့ဖြန်အမေရိကန်ဘန်တူးနုံဆုံးဖြတ်ချက်ကိုကမ္ဘာချွေဈေးက450နားလောက်ကနေမှစောင့်နေမလားပေါ့နော်။ဒါတော့ကျွန်တော်ရဲ့အမြင်အာဈေးနှုန်းသဘောတရားအမြင်နဲ့တဦးတည်းသုံးသက်ချက်လေးဖြစ်ပါလေ။မှားကောင်းလဲမှားနိုင်ပါလေ။ကျွန်တော်အမြင်ကတော့မနေ့ဖြန်ဘန်တူးနုံဆုံးဖြတ်ချက်မထက်ခင်မှာ450နားနဲ့စောင့်နေလိမ့်မယ်လို့တော့ကျွန်တော်သုံးသပ်မိတယ်ခင်ဗျ။ အဲ့လိုပဲပေါ့နော်ဒေါ်လာအင်းသက်စောင့်နေတော့ဒေါ်လာအင်းသက်ကလည်း69နာဗျာတက်ချင်အာဥမာအမေရိကန်ဘန်တို့ထွက်ပြီးမှတက်ချင်တယ်ဆိုတရားတက်ပေါ့ဗျာအာကြချင်တယ်ဆိုအောက်ကို60ခွန်ပေါ့ဗျာသူလည်းဂျားနေစောင့်နေအဲ့လိုပုံစံမျိုးပေါ့နော်အဲ့ဒါဆိုတော့ကျွန်တော်တို့ကမ္ဘာရွှေရလဲဒေါ်လာအင်းသက်လိုမျိုးပဲ၄တက်50လောက်ကနေမှစောင့်နေမလားပေါ့နော်မနေ့ပြန်အမေရိကန်ဘန်တို့ တော့ကျွန်တော်တို့အာမနေ့ညပေါ့ဒီနေ့မနေ့ပဲဆိုကြပါစို့မနေ့ညဒီနေ့မနေ့ကကျွန်တော်တို့အမေအမေရိကန်တမလာဒေါ်လာထွက်နေတယ်ပေါ့နော်အမေရိကန်စီးပွားရေးပေါ့ကြီးကြီးမားမားတက်ရောက်မှုရှိနိုင်တယ်ပေါ့နော်အာသတင်းကောင်းတစ်ခုထုတ်ပြန်ဖို့ရှိတယ်ဆိုပြီးတော့သူ့ရဲ့အင်ပူတော်ပြောရေးစုတ်ခွင့်ရှိသူပုဂ္ဂိုလ်ကကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော်ကပ်ဆန်ပေါ့ကပ်ဆက်ကပြောခဲ့တာဖြစ်တဲ့ခါမှာကျွန်တော်တို့ဒါနည်းနည်းတော့သိထားမှာထရန့်ကဘာသတင်းကြေညာမှလည်းမသိဘူး သူပြောသတင်းကောင်းတော့ပြောမှာဒါပေမဲ့အဲ့ trun ကပြောတဲ့သတင်းကောင်းဆိုတာနဲ့နေကျွန်တော်ကဒီဘက်ဈေးကွက်ကလည်းလန့်နေပေါ့နည်းနည်းလေးလန့်နေရဆိုတာဘာလန့်နေလဲမေးမယ်ဆိုရင်ဟို trun trun တက်ကသတင်းကောင်းဖြစ်ချင်းဖြစ်ပြီမယ်ဒီဘက်ကကျွန်တော်တို့ပြအာအမေရိကန်စီးပွားရေးတို့ဘာတို့ကကြာသတင်းကောင်းဖြစ်ချင်းမှာဖြစ်လိမ့်မယ်ကမ္ဘာရွှေဈေးကွက်တို့ဒီဘက်က stock share ဈေးကွက်တို့ဘာတို့ကလည်းသတင်းကောင်းဖြစ်ချင်းမှာဖြစ်လိမ့်မယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်တတိထားဖို့လိုရတယ်ပြီးတော့ဈေးကွက်ထဲမှာဆိုလဲကျွန်တော်တို့ကအာဒီမှာဆိုရင်အာ S&P 500အတွက် BRH တို့ ဒီမှာဒါ stock share တွေရေပေါ့ stock share တွေရေကျွန်တော်တို့ကအာဘယ်လိုပြောလဲ lover နဲ့ကျွန်တော်တို့ကြောက်စိတ်ကိုတိုင်းတာလဲအညွန့်ကိန်းပေါ့နော်အဲ BIA အညွန့်ကိန်းတို့ဘာလို့ဆိုလဲတော်တော်လေးကြာနေတာတွေ့ရတယ်တော်တော်လေးကြာနေတဲ့အနေဒါတွေ့ရတာပြတကမှာဈေးကွက်ထဲမှာကြောက်စိတ်လွှမ်းမိုးနေတယ်လို့ပြောလို့ရတယ်ဘာလို့ဘာလို့ကြောက်စိတ်လွှမ်းမိုးနေရမလဲဆိုတော့ကျွန်တော်မနေ့ဖြန်ညဘန်တုန်းတော့မှာဘယ်လိုလာမလဲပြီးရင် trunk ကဘာလို့မလဲသူဘာတင်းနေထုံးမလဲအဲ့ဒါသတိထားဖို့လိုအပ်ပါတယ်ဒီတစ်ပတ်ကဒီတစ်ပတ်ပေါ့နော် ဒီနေ့အင်္ဂါနေ့ညဟာနေစပြီးတော့တောက်ကြနေ့ညအထိကကဘာချွေစရာတတိထားမယ်အချိန်ဖြစ်ပါဒီတပတ်ပေါ့နော်ဈေးအလောက်ခတ်ကျန်းတာမျိုးတွေရှိနိုင်တယ်အရင်ကလိုဈေးအလောက်ခတ်ကျန်းကျန်းနေပြန်လာတော့မယ်ခင်ဗျအဲ့အလေးကိုတတိပြုထားဖို့လိုအပ်ပါတယ်ကိုက risk management နေတိကျလောက်တာပါကို risk ယူနိုင်မဲ့အယောင်းဝယ်ပမာဏနဲ့ပဲအယောင်းဝယ်လောက်ပါအလွန်ကျွန်းအယောင်းဝယ်မလောက်ပါနဲ့ဟာဈေးကငိမ့်နေရပဲဆိုအပေါ်ဈေးရအောက်ဈေးဝယ်တွေကိုကျွန်တော်အလွန်ကျွန်းနေအယောင်းဝယ်လုံးမိတယ်ဆိုရင် ဒီမြင်ရစပြီးတော့အနေရများနိုင်ပါတယ်ဒါလေးကိုလည်းကျွန်တော်ကြိုတင်ပြီးတော့တတိပေးခြင်းပါတယ်တေချာတတိထားကြပါခင်ဗျဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဒီနေ့ကျွန်တော်ဒီဇင်ဘာလ9ရက်နေ့တည့်ရက်တာကဘာရွှေစီကွက်သုံးတစ်ချက်ဗီဒီယိုဖြစ်ပါတယ်အခုလို့သုံးတစ်ချက်ဗီဒီယိုတွေကို app တူတိတ်ကြည့်နေဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Telegram channel ကျွန်တော်ရဲ့ TikTok account တွေကို subscribe see fan and follow လေးလုပ်ထားကြပါခင်ဗျပြီးတော့ကျွန်တော်ဒီမှာဒီကဘာရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online တီးတန့်အခြေခံသတင်းတွေတရားလို့ရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတဲ့ကျွန်တော်ရဲ့ အဲ Viber ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ TikTok အကောင့်တွေအားနည်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျကဘာချွေဒေတာအားလုံးပဲကျွန်တော်တို့ဒီနေ့ဒီဇင်ဘာလ9ရက်နေ့တည်းတာအတွက်ကဘာချွေစီတက်ကြအောင်ကျွန်တော်တို့မှန်မှန်ကန်ကန်အယောင်းဝယ်လုပ်ပြီးတော့အကျိုးမများပါဆန်နေကြပါစေလို့ကျွန်တော်စုမုံကောင်းတောင်းလိုက်ပါတယ်ခင်ဗျ